နေကနားဝရောက်တော့အပေါ်မော့ကြည့်လိုက်တဲ့အခါမှာအတော်ကြီးကမှအာအသင့်သွားတယ်ပေါ့နော်အလုံးကမှဟောင်းလွှမ်းနေတဲ့ လိုင်ကူအဝတကားကြီးကိုကျွန်တော်မြင်လိုက်ရတယ်ဗျဒီလိုင်ကူတဲကိုဝင်ဖို့အတွက်တောင်မှပေါ့နော်လိုင်ကူတကားကြီးကိုကြည့်ပြီးတော့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ဗျဝင်ကောင်းမလားနောက်ကြောင့်ပဲပြန်ဆောက်ရင်ကောင်းမလားပေါ့နော်လိုင်ကူအဝကိုကြည့်လိုက်ရုံနဲ့ဒီဒီတကားကြီးရဆိုလို့ရှိရင်ဒီဝါးတွေနဲ့ပြုတ်လုထားတဲ့အခါကျတော့လူသူရောက်ပေါက်နေပြီးတော့မိုးတန်လေးတန်လေးနဲ့ပေါ့နော်နှစ်ကာလကြာတော့ဆွေးမြေ့ပြီးတော့ပြုတ်ကြနေတဲ့ပုံစံကြီးကအလုံးဝမှချက်ချားစရာကြီးဖြစ်နေတာပေါ့နော် ဒီနားလေးကိုရောက်ခတ်မှာပေါ့နော်အပေါ်တက်တဲ့လေကအစာတစ်သားနဲ့လှုပ်ထားတော့တော်တော်လေးကိုမှသတိထားပြီးတော့တက်ရတယ်ဗျရွှေရွှေဝင်ရောက်လေးလာခဲ့တဲ့လှိုင်ကူတွေထဲမှာဆိုရင်စိတ်ထဲမှာဒီလောက်ကြီးပေါ့နော်ဟိုကြောက်တာလို့ဘာလို့မရှိဘူးဗျဒါပေမဲ့ဒီလှိုင်ကူတွေကိုကျွန်တော်ဝင်ရောက်လေးလာကြည့်လိုက်တဲ့အခါမှာဆိုရင်စိတ်ထဲမှာတမျိုးကြီးဗျခံစားချက်ကြီးရပါတော့နည်းနည်းကြောက်စိတ်တွေဝင်လာတယ်လို့မျိုးဖြစ်တယ် မနေ့ကတော့ကျွန်တော်ဒီတောင်ရဲ့အောက်မှာရှိတဲ့လှိုင်ကူတွေတော့ဝင်ပြီးသွားပြီပေါ့နော်အခုအပေါ်ကလှိုင်ကူကိုသွားမှဖြစ်ပါတယ်အဲ့ဒီမှာတပင်းပေါ်မှာမြောက်လေးတွေခုံပေါက်စောကစားနေတာကိုလည်းကျွန်တော်ကြည်နူးစွာနဲ့မြင်လဲရတယ်ပေါ့နော်မြောက်လေးတွေအများကြီးပဲဗျတကောင်နဲ့တကောင်စော့နေကြတာတောင်ရဲ့အလယ်လောက်မှာဆိုလို့ချင်းမြတ်စွာဘုရားရဲ့ခြေတော်ရာကိုရည်စူးပြီးတော့ပူဇော်ထားတဲ့ခြေတော်ရာကိုလည်းမြင်တွေ့ရပါတယ်ခင်ဗျာကဲအားလုံးဖူးမြော်နိုင်ပါတယ်ဒီထိုင်းနိုင်ငံကတဘာအကြောင်းဆောင်လေးတွေကပေါ့နော် တစ်မျိုးလေးတွေပြဒီလိုဆောက်လုပ်ထားတဲ့ပုံစံလေးတွေရပါတော့အခုကျွန်တော်ရောက်နေတာကတောင်ရဲ့တဝက်ပဲရှိသေးတယ်ပေါ့နော်ဆက်လက်ပြီးတော့အုပ်အပေါ်မှာရှိတဲ့လှိုင်းကိုရှိကိုကျွန်တော်သွားမှာဖြစ်ပါတယ်လူအယောက်ပေါက်နေတဲ့အခါကျတော့လေကားတွေမှာဆိုရင်လည်းအမိုက်တိုက်တွေနဲ့ဆွေးမြည်နေတာတွေလည်းတွေ့ရတယ်ပေါ့နော်တတိထားပြီးတော့တော့တက်ရပါတယ်တောင်ရဲ့အပေါ်မှာလှိုင်းကိုလှိုင်းကောင်းတွေရှိတယ်ဆိုတာတော့သိတယ်ပေါ့နော်ဘယ်နှခုရှိတယ်ဆိုတာကိုတော့ကျွန်တော်မသိဘူးဒါပေမဲ့ တွေးတဲ့လှိုင်ကောင်းမှသမျှအကုန်ဝင်ရောက်ပြီးတော့လိလာဖို့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်တောင်ရဲ့ဒီတဝက်လောက်ကနေပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ပေါ့နော်တစ်ပင်တွေမှာမြောက်လေးတွေနဲ့စိမ့်ဆိုပြီးတော့ခြုံကင်းကအရန်လှတယ်ဗျမြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်မိုးရင်းကာလာလည်းဖြစ်တဲ့အခါကျတော့စိမ့်ဆိုပြီးတော့လှပနေတယ်ဗျတရွက်စိမ့်လေးတွေနဲ့ပေါ့နော်ခုကျွန်တော်ရောက်ရှိနေတဲ့ဒီတောင်ဟာဆိုလို့ရှိရင်လည်းပေါ့နော်ဒီပတ်ဝန်းကျင်မှာအမြင့်ဆုံးကြောက်တောင်လို့လည်းပြောလို့ရတယ်လို့လှိုင်းကူလှိုင်းကောင်း ပေါ်တဲ့တောင်လို့လဲပြောလို့ရတယ်ဗျအတော်လေးလဲမြင့်နေပေါ့နော်ဟောဒီမှာဆိုရင်လည်းပေါ့နော်တန်စကာနဲ့တိတိချာချာကိုကာထားတဲ့တဘာအကြောင်းဆောင်လေးလုံတွေ့ရတယ်ဗျဒါပေမဲ့တော့တော့ခတ်ထားခြင်းမရှိဘူးပေါ့နော်တော့ကတော့ဝင်ခွင့်တောင်းပါလေဘူးဘဝမှမရှိတယ်မမြင်ရမြင်ရတဲ့ပုံကိုယ်တွေရှိနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဝင်ခွင့်လေးတောင်းပြီးတော့ဝင်လိုက်ပါတယ်အဲ့ဒီမှာ တည်တည်ချာချာကိုတက်တက်ရဲရဲလေးနဲ့ဆောက်လုပ်ထားတဲ့တဘာအကြောင်းဆောင်တွေတလုံးတွေ့ရတယ်ပေါ့နော်တော့တော့ခတ်ထားခြင်းမရှိပါဘူးဒါပေမဲ့အဲ့ဒီတော့ဝင်ရောက်ပြီးတော့လေးလာပဲတွေ့ဆိုလာကလုံးဝမတင်တော့ဘူးပေါ့နော်အဲအကြောင်းကျွန်တော်ကအဲ့ထဲဝင်ကြည့်ခဲ့ပါဘူးတဘာအကြောင်းဆောင်လေးရဲ့ကျွန်တော်နောက်ဖက်ကိုကျွန်တော်ရှောက်ကြည့်လိုက်တဲ့အခါကျတော့ရှောက်လန်းလေးတစ်ခုကိုကျွန်တော်တွေးမိတယ်ပေါ့နော်အဲ့ဒီရှောက်လန်းလေးအတိုင်းကျွန်တော်ဆက်ပြီးတော့သွားလိုက်တဲ့အခါကျတော့အလွန်ကိုမှကြင်းမြောင်းတဲ့လှိုင်ကောင်းလေးတစ်ခုကိုမြင်တွေ့လိုက်ရတယ်ဗျပထမတော့အရင်နဲ့ကျင်းပြီးတော့ မှောင်နေတဲ့ခါကျတော့မဝင်တော့ဘူးလို့ဆုံးဖြတ်လိုက်တာပေါ့နော်ဒါပေမဲ့လည်းဝင်ရင်စိတ်ကထပ်ပြီးတော့ပေါ်လာပြန်တော့အရင်ဆုံးပြီးတော့ကျွန်တော်ဝင်ဖို့ဆုံးဖြတ်ပြီးတော့ဝင်လိုက်တယ်ပေါ့နော်လှိုင်ကောင်းကတော့မြင်တွေ့တဲ့အတိုင်းပဲအရင်ချင်းနေဗျဒီလှိုင်ကိုလှိုင်ကောင်းတွေလည်းတယောက်တည်းဝင်တဲ့အခါမှာခန်းစားရတယ်ခန်းစားချက်ကတော့လှိုင်ကောင်းတွေဝင်ဘူးတဲ့တူတူဆိုရင်သိပါလိမ့်မယ်ပေါ့နော်ဘယ်နေရာကအမြန်ဘလို့ကောင်းတွေများပေါ်လာမလဲဆိုပြီးတော့တွေးပြီးတော့တော့ကြောက်မိပါတယ်ညုံနဲ့ကြောက်ကြောက်နဲ့ ဝင်လာလိုက်တဲ့အခါမှာတော့အလုံးကမကျဲတဲ့လိုင်ကောင်းလေးတစ်ခုထပ်ပြီးတော့တွေးလိုက်ရတယ်ပေါ့နော်ဒီနေရာကအရင်ကဘုန်းကြီးရဟန်းတန်ဃာတွေရင်းတီလာ စောက်တည်ခဲ့တဲ့နေရာလို့တော့ယူဆမိတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကြံခင်းနေဆိုရင်လည်းစနေနေ့ကြာနဲ့တိတိစချာလေးကိုမှခင်းကျင်းထားတာလေးကိုလည်းမြင်တွေ့ရတယ်ပေါ့နော်။ဟိုချင်းမှာဆိုရင်လည်းစာရေးစပွဲကုန်လေးလည်းတွေ့ရတယ်။ဒီဘက်ဘေးမှာဆိုလို့ရှိရင်ပေါ့နော်။အောက်ဘက်ကိုဆင်းသွားတယ်။လှိုင်ကူတစ်ခုကိုထပ်ပြီးတော့တွေ့ရပြန်တယ်ဗျ။ဒီလှိုင်ကူတဲကိုလည်းကျွန်တော်ဝင်ဖို့ဆုံးဖြတ်ထားတယ်ပေါ့နော်။ဒီဓာတ်ပုံကတော့ဒီမှာသတင်းသုံးထားတဲ့ဆရာတော်ဘုရားရဲ့ဓာတ်ပုံလို့တော့ယူဆမိပါတယ်ခင်ဗျာ။ ထောက်လျှောက်လဲလှိုင်ကူလှိုင်ကောင်းမှန်သမျှကိုဝင်လာခဲ့ပြီးဖြစ်တဲ့ခါကျတော့ဒီလှိုင်ကောင်းလေးကိုလည်းဆက်ပြီးတော့ဝင်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဒါနဲ့ပဲကျွန်တော်ဒီလေကားလေးကနေပြီးတော့အောက်ကိုကျွန်တော်စိမ့်လာခဲ့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးလှိုင်ကူလှိုင်ကောင်းတွေလည်းဟိုရှောက်ဝင်လာမကြောက်ဘူးလားဆိုပြီးတော့မေးကြတဲ့သူတွေရှိတယ်ပေါ့နော်မကြောက်ဘူးလားလို့မေးရင်တော့ မကြောက်ဘူးလို့ပြောလို့ရှိရင်တော့လိမ်နေထင်မယ်ပေါ့နော်ကြောက်စိတ်တော့နဲပါတော့ရှိပါတယ်ဒါပေမဲ့အရန်ကြီးစိုးစိုးဝါးကြောက်တဲ့ထဲမှာတော့မပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လေအခုလိုမျိုးလေးရှောက်ဝင်ရောက်ပြီးတော့လေးလာလာတယ်ဖြစ်ပါတယ်ကျွန်တော်ကအဲ့လိုမျိုးနေရာလေးရှောက်ဝင်ပြီးတော့ဆက်စုလေးလာရတာလေဝါသနာပါတဲ့သူတယောက်ဖြစ်တဲ့ခါကြတော့ပေါ့နော်ကျွန်တော်အတွက်တော့အရန်ကြီးတော့မခက်ခဲပါဘူးဒီမှာလာပြီးတော့ဆက်စုကြည့်လိုက်တဲ့ခါကြတော့ပေါ့နော်ဟော ဖျားလေးတွေတွေ့ရတယ်ဗျာဒီဖျားကြီးအောက်မှာဆိုရင်ဒါသင်ငန်းနေပေါ့နော်ဟိုအရှိမအရင်တုန်းကအဲဖုန်ကြီးတီးတယ်တရားထိုင်တယ်လို့တော့ထင်မြင်မိတယ်ဗျာရှင်မကိုက်လို့လားတော့မသိဘူးပေါ့နော်ဟိုမှရှင်စည်းခွေထွင်းတဲ့ခွက်လေးပါတွေ့ရတယ်ပေါ့နော်ရှင်ရတဲ့လိုင်ဦးလိုင်ကောင်းနေတယ်လောက်ကိုရောက်တီးတီးဝင်ပြီးတော့ကိုက်တယ်ပေါ့နော်ပြောရမယ်ပေါ့နော်မှာဖျားလေးတွေ့ရတယ်ဗျာဟိုအရှိမခင်းပြီးတော့တရားထိုင်တယ်လို့တော့ယူဆမိပါတယ်ကဲအဲ့လောက်ဆက်စုပြီးွားပြီဖြစ်တဲ့အခါကျတော့ကျွန်တော်ပြန်ထွက်ဖို့အတွက်ဆုံးဖြတ်လိုက်ပြီပေါ့နော် ဒါနဲ့ကျွန်တော်လေကားလေးကနေပြီးတော့ပြန်တက်လာလိုက်ပါတယ်ပြန်ထွက်မယ်ပေါ့ဗျာနောက်ကို ထွက်ပြီးတော့ဆက်ပြီးတော့ဝင်ရောက်လေ့လာဖို့အတွက်လှိုင်ဘူးတစ်ခုရှိသေးတယ်ဗျာအဲ့ကိုကျွန်တော်ထပ်ပြီးတော့သွားมาဖြစ်တယ်ပေါ့เนาะအခုကတော့ဒီနေရာကနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ထွက်လာလိုက်ပါတယ်အများဆုံးပဲတော်တော်လေးတော့အသက်စုကြက်တယ်ဗျလှိုင်ဘူးထဲမှာနေရတာပေါ့เนาะဒီမှာတရားထိုင်တဲ့ဖုံဖုံတွေကိုတော့တကယ်ကိုမှလေးစားတယ်ဗျကျွန်တော်ကတော့မိုးနေပေါ့เนาะအထဲမှာကြာနေရတာ ဒီနေရာနားမှာကျွန်တော်တယောက်တည်းပဲရှိနေတယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့နော်ပထမမှာတော့ဒီဘက်လှိုင်ကိုလည်းဝင်ဖို့လှုပ်တဲ့အချိန်မှာပဲခုံကြီးဖက်တဲ့တရံနဲ့ထီလေးတစ်ချောင်းချိတ်ထားတာကိုမြင်လိုက်ရတယ်ဗျာကျွန်တော်အစတက်လာတော့လည်းမတွေ့ဘူးပေါ့နော်ကျွန်တော်လှိုင်ကိုလည်းဝင်နေတဲ့အချိန်မှာဒီလှိုင်ကိုထဲမှာဖုံးဖုံးတပါလာရောက်ပြီးတော့တရားထိုင်နေတယ်လို့တော့ယူဆမိရတယ်ဒါကြောင့်အဲ့လှိုင်ကိုလည်းကျွန်တော်မဝင်တော့ဘူးပေါ့နော်တရားထိုင်နေတဲ့ဖုံဖုံအနောက်ဆက်ဖြစ်မှာဆိုတော့ဒါနဲ့ကျွန်တော်လည်းဒီနေရာကနေပြီးတော့ဗေနေရီကို ဆက်ပြီးတော့သွားရင်ကောင်းမလဲလို့စဉ်းစားနေတဲ့အချိန်မှာပဲကျွန်တော်ရဲ့ဒီဘက်ဘေးလေးမှာပေါ့နော်တောင်ပတ်လမ်းလေးတစ်လမ်းကိုကျွန်တော်မြင်လိုက်တယ်ဗျအဲ့ဒီလမ်းလေးအတိုင်းကျွန်တော်ခြောက်သွားလိုက်တဲ့အခါမှာဒီလမ်းလေးရဲ့အဆုံးမှာဆိုလို့ရှိရင်ပေါ့နော်တောင်ပေါ်ကိုတက်တဲ့လေကားဒဇင်းကိုကျွန်တော်မြင်လိုက်ရတယ်ဗျလေကားနားကိုရောက်တော့အပေါ်မှောက်ကြည့်လိုက်တဲ့အခါမှာအတော်ကြီးကမှ အားတင်သွားတယ်ပေါ့နော်အလုံးကမဟောင်းလွှမ်းနေတဲ့လိုင်ကိုအဝတကားကြီးကိုကျွန်တော်မြင်လိုက်ရတယ်ဗျဒီလိုင်ကိုတဲကိုဝင်ဖို့အတွက်တောင်းပါပေါ့နော်လိုင်ကိုတကားကြီးကိုကြည့်ပြီးတော့စိတ်ထဲမှာတမျိုးကြီးဖြစ်သွားတယ်ဗျဝင်ကောင်းမလားနောက်ကြောင့်ပဲပြန်ဆောက်ရင်ကောင်းမလားပေါ့နော်လိုင်ကိုအဝကိုကြည့်လိုက်ရုံနဲ့ဒီဒီတကားကြီးရာဆိုလို့ရှိရင်ဒီဝါးတွေနဲ့ပြုတ်လုထားတဲ့အခါကျတော့လူသူရောက်ပေါက်နေပြီးတော့မိုးတန်လေးတန်လေးနဲ့ပေါ့နော်နှစ်ကာလကြာတော့ဆွေးမြေ့ပြီးတော့ပြုတ်ကြနေတဲ့ပုံစံကြီးကအလုံးကမခြောက်ချားစရာကြီးဖြစ်နေတာပေါ့နော် ဒီနားလေးကိုရောက်ခါမှာပေါ့နော်အပေါ်တက်တဲ့လေကအစာတစ်သားနဲ့လှုပ်ထားတော့တော်တော်လေးကိုမှသတိထားပြီးတော့တက်ရတယ်ဗျဝါးရည်နဲ့ပဲတတိချာချာကိုစောက်လှုပ်ထားတာဗျနှစ်တည်းကြာတဲ့အခါကျတော့ဆွေးမြေ့ပြီးတော့ဟောင်းလွှဲနေတဲ့ပုံစံကြီးဟာကြောချမ်းစရာကြီးပေါ့နော်ကြည်ုံနေတယ်ဒါပေမဲ့ကျွန်တော်လည်းနောက်ဆုံးတော့လည်းဝင်ဖို့အတွက်ပဲဆုံးဖြတ်ပြီးတော့အထဲကိုဝင်လိုက်တယ်ပေါ့နော်အထဲကိုရောက်လာတဲ့အခါမှာတော့တော်တော်လေးတော့ကြဲတယ်ဗျဟိုရင်ကတော့ဒီနေရာမှာတရားအားထုတ်ကြင်ကြံပြီးတော့သတင်းသုံးတဲ့ရဟန်းသံဃာတွေရှိတော့ စီကားတာပေါ့ဗျာ။အမကဒင်းနေလဲတွေးရတယ်ဗျာ။အခုတော့လဲဟောင်းလွမ်းပြီးတော့အကောင်လုံးကဆွေးမြေ့နေတာပဲဗျာ။လင်းတို့လေကလဲပေါ်တဲ့အခါကြတော့ဗောနောလင်းတို့ချေးတွေနဲ့လင်းတို့ရဲ့ဒီသေးတွေနဲ့ဖြစ်တဲ့အခါကြတော့ဒီခင်းထားလဲပြင်နေကျန်းနေရလဲဆွေးမြေ့ပြီးတော့လမ်းလျှောက်တာတော့မှပဲအတော်လေးသတိထားပြီးတော့ရှောက်ရတယ်ဗောနောအပေါက်ကျုံမှာဆိုလို့ အဲဒီဘက်ကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဆိုရင်မလှေကားလေးနဲ့အကန်လေးတကန်ကိုတွေ့ရတယ်ဗျလှေကားလေးကလည်းနှစ်ထစ်သုံးထစ်နဲ့ပေါ့နော်အတက်ကြည့်လိုက်တဲ့အခါမှာဒီမှာလူ၄၅ယောက်လောက်ကိုကောက်ကောက်အိတ်လို့ရတယ်အကန်လေးတကန်ကိုထပ်တွေ့ရတယ်ဗျဘေးမှာဆိုရင်လည်းတဘာဝကပေးတယ် green box ကြီးကလည်း share ပဲပေါ့နော်ကြောက် green box ပေါ့နော်ပြောရမှာဆိုရင်ဒီ green box ကနေပြီးတော့အပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့ရှုကင်းရတာလုံးဝ share ပဲဗျ ရောင်ပြီးတော့အဲ့ရတော့မထွက်လိုက်နဲ့ပေါ့နော်အောက်ကိုတန်းပြီးတော့ပြုတ်ကြပါမယ်တစ်ဖက်မှာကပယံကြီးပဲရှိတော့တယ်ပေါ့နော်ကပယံဆောင်းမှာအပေါက်ကြီးပေါက်နေတာဖြစ်ပါတယ်ကျွန်တော်ဒေါရှာဝင်ရောက်လေးလာခဲ့တဲ့လှိုင်ကူတွေထဲမှာဆိုရင်စိတ်ထဲမှာ ဒီလောက်ကြီးပေါ့နော်ဟိုကြောက်တာလို့ဘာလို့မရှိဘူးဗျဒါပေမဲ့ဒီလိုက်ကူလည်းကိုကျွန်တော်ဝင်ရောက်လေးလာကြည့်လိုက်တဲ့အခါမှာဆိုရင်စိတ်ထဲမှာတမျိုးကြီးဗျခံစားချက်ကြီးရပါတော့နည်းနည်းကြောက်စိတ်တွေဝင်လာတဲ့လိုမျိုးဖြစ်တဲ့ကြောချမ်းနေပေါ့နော်ပြီးတော့အနံ့အသက်ကလည်းမကောင်းအောင်တိုးတိုးကြီးဖြစ်နေတဲ့အခါကျတော့ကျွန်တော်ဒီလိုက်ကူလည်းကနေပြီးတော့အပြင်ကိုအမြန်ဆုံးထွက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ပေါ့နော်အနံ့ကျွန်တော်လိုက်ကူလည်းကနေပြီးတော့ပြန်ထွက်လာပြီးတော့အိမ်ပြန်ခင်းကိုစတင်လိုက်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိအောင်ကြည့်ရှုအားပေးကြတဲ့ တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ရက်မြမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေအပါအဝင်ပေါ့နော်အဲပရာလောကဗီဒီယိုတွေကိုလည်းတင်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်ရဲ့တင်ဆက်မှုလေးလေးကိုလည်းစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုလည်းဒီနေရာတွေရနာလိုက်ပါတယ်ခင်ဗျာ